တောက်ကြားတိုက်ပွဲဟာတောက်ကြားရဲ့ဘဝမှာအရေးအကြီးဆုံးစိတ်ဝင်စားပွဲ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။အချိန်ကာလအဖြစ်ခိတ္တညှက်တာဖြစ်ပေမဲ့ဒီထုံးပြောင်လာတဲ့အခိုက်အတန့်တွေဟာလွန်စွာအရေးပါအရာရောက်လာတယ်။ပြီးငယ်တဲ့ရင်ဆိုင်တိုက်ပွဲတစ်ခုစီဟာရဲဘော်များအတွက်အခြေခံကျလာတဲ့တိုက်ပွဲအမျိုးအစားဖြစ်တယ်။အောင်ပွဲရဖို့တေချာကြည်ရမှသာတိုက်ပွဲတစ်ပွဲတိုက်တင်ကြအောင်ကျွန်တော်တို့ထောက်ပြခဲ့သည်ဒီ။တောက်ကြားစစ်တိုက်ပွဲရဲ့နိပရိယဆိုင်ရာလောက်ရညံ့နဲ့ပတ်သက်တယ်။ ေဘူးရခြုံငုံတုံးသိရမယ့်အချက်တွေအပြင်တိုက်ပွဲတစ်ခုစီရဲ့ကွဲပြားခြားနားတဲ့ဝိသေသလက္ခဏာတွေရှိနေနေတာကိုလည်းမှတ်သားတင်တယ်။ဖော်ပြရလွယ်ကူအောင်အခွင့်တသောဒေတာတောက်ကြားစစ်ကိုဥစွာရည်ညွှန်းလိုပါတယ်။အကြောင်းမှာဒီစစ်ဟာတောက်ကြားစစ်ရဲ့မူလနမူနာပုံစံပင် ဖြစ်လိုပါပဲ။ဒီအချက်နဲ့ဆက်လင်းပြီးဇုံတရားသောအခြေခံမှုများကိုစမ်းစစ်လေ့လာရမယ်။စမ်းစစ်ပြီးတဲ့နောက်မှာအခြားသောပြဿနာရပ်တွေကိုလက်တွေ့နဲ့ပေါင်းစပ်ပြီး ကင်တွယ်ဖြစ်ရှင်းရမှာဖြစ်တယ်။မြပြန်ဒေတာစစ်ပွဲတွေတက်ခိုက်ခြင်းဟာတောက်ကြားတက်ဖွဲ့အင်အားကြီးထွားမှုနဲ့အခြေအနေတွေပြောင်းလဲတိုးတက်မှုတို့ရဲ့အကျိုးရလဒ်ပဲဖြစ်တယ်။တောက်ကြားအတွေ့အကြုံရင်းကျက် တိုးပေါ်လာခြင်းနဲ့အတူရင်းအတွေ့အကြုံကိုအကျိုးရှိစွာအသုံးချနိုင်ဖို့အလားအလာတွေလည်းညလာပါတယ်။တောက်ကြားစစ်ရဲ့အစပထမပိုင်းမှာရန်သူစစ်ကြောင်းများဟာတပုံဒေတာအတွင်းသို့နှဆိုင်စွာထိုးဖောက်ဝင်ရောက်လာပါလိမ့်မယ်။ထိုစစ်ကြောင်းတို့ရဲ့အင်အားပေါ်မူတည်၍ ောက်ကြားထိုးစစ်နှမျိုးဆင်နွှဲနိုင်တယ်။တကူကအချင်းအပိုင်းချလိုက်ရန်သူထိုးစစ်ဆန်းရေကြဆင်းအောင်တတ်မှတ်ကလာတကူအတွင်းစနစ်တကျတက်ခိုက်ခြင်းပဲ။အင်းဒီပရိယေကိုရန်သူရဲ့ရှေ့ပြေးတိုက်ခင်းများကိုတိုက်ခိုက်ရမှာအတုံးချမှာဖြစ်တယ်။တပန်းချုံဒေသတွေမှာတော့ရန်သူရဲ့လက်ဝက်လက်ရာတောင်ပန်းစစ်ကြောင်းများရဲ့တိုက်ခိုက်လာမှုကိုမိမိတပ်ဖွဲ့ကပိတ်ဆို့တားဆီးဖို့ခက်ခဲတယ်။ဒါကြောင့်ရှေ့ပြေးတိုက်ခင်းအဖွဲ့ထိုးဖောက်ဝင်ရောက်လာစင်မှာပဲ။ အပေါင်းပါစစ်သားတွေဟာအကာအကွယ်မဲ့ဖြစ်လာမယ်။နောက်မှကြံနေတဲ့စစ်ကြောင်းပုံကြုံရေးအတွက်တာဝန်ယူတယ်။အဲ့ဒီရှေ့ပြေးတိုက်ခင်းအဖွဲ့အတွက် point မှတနည်းအားအငဲရှိမှဖြစ်တယ်။မိမိဘက်မှာကြည်ရိတ်ခါအလုံးလောက်တိအခါဖြစ်ပြီးရန်သူအင်အားကြီးနေရင်အဲ့ဒီကင်းတဖွဲ့ point ကိုချိန်မုံးပြေးရည်ရွယ်ရမှာဖြစ်တယ်။နီးစနစ်ပိုင်းမှာရိုးရိုးလေးပင်ဖြစ်တယ်။စုံတရားညှိနှိုင်းဆောင်ရွက်နိုင်ဖို့သာအရေးကြီးပါတယ်။မိမိရွေးချယ်ထားတဲ့အနေအားမဆောက်ကျင်းကျောင်းလေး ကောင်းလေးပါပဲသူရှိကြီးခင်ဖွဲ့ရောက်လာတော့အခါမိမိနိုင်နေတဲ့လောက်ရန်သူအချို့ကိုကျုံ့ဝင့်ပေးကရင်းတို့ကိုချိန်မုံပြရမယ်ကြံတောက်ကြရဲပေါ့နင်းငယ်ကကရန်သူ၏စစ်ကြောင်းကိုခိတမြဟန်တာပစ်ခတ်ကရန်သူလက်နဲ့ကြည်စံနဲ့စစ်ပစ္စည်းများကို စုဆောင်းသိမ်းဆည်းရမှာဖြစ်တယ်မိမိအတွက်လက်နဲ့ကြည်စံထောက်ပံ့သူမှာရန်သူသားဖြစ်တယ်ဆိုတာကိုဆွေးမြဲစွာမှတ်ထားကြရမှာလည်းဖြစ်တယ်အထူးအရေးကြီးသော ချီနေညမလွေထိုကဲ့သို့စစ်လက်နက်အုံဆောင်ပစ္စည်းများတိစီရမိခြင်းမရှိသောတိုက်ပွဲမျိုးကိုမတိုက်သင့်မီပောက်ကြားတက်ဖွဲ့အင်အားအလုံးလောက်ရှိလာတဲ့အခါရန်သူစစ်ကြောင်းဟာလုံးဝဝိုင်းပက်ပိတ်ဆို့ချင်းမုံကြီးကိုလုံနိုင်တယ်။သို့မဟုတ်ဒီလိုတိုက်ခိုက်မဲ့ပုံကိုဟန်ရေးပြနိုင်တယ်။ဒီအချိန်မှာပောက်ကြားတက်ဖွဲ့ရဲ့ရှေ့တန်းဟာတောင်တင်းခိုင်မာရမှာဖြစ်တယ်လို့အကာအကွယ်ကောင်းကောင်းယူထားနိုင်မှသာရန်သူရဲ့ထိုးစစ်ကိုရင်ဆိုင်နိုင်မယ်။ တဘာဝကြစားပင်မိမိတို့တိုက်ခိုက်စွမ်းရည်နဲ့တိုက်ပွဲဝင်စစ်တပ်တို့ကိုလည်းထဲ့သွင်းစဉ်းစားရမှာဖြစ်တယ်။ရွေးချယ်ထားတဲ့နေရာချုပ်မှာရန်သူကိုထိန်းချုပ်နိုင်တဲ့အခိုက်အတန့်မှာရန်သူရဲ့နောက်ကျောင်းကိုကြောက်ကြားနောက်ခံတပ်ဖွဲ့ကတိုက်ခိုက်တယ်။ရွေးချယ်တဲ့နေရာဟာလည်းဒေးတောင်မှန်မှာတိုက်ခိုက်လာတာမျိုးတွေခက်ခဲတဲ့နေရာဖြစ်တင်ပြီးလက်ဖြောက်တပ်သားများကသူတို့ထက်ရှစ်ဆမှဆယ်ဆအထိအရေးအတွက်တာလုံးနဲ့ရန်သူစစ်ကြောင်းတစ်ခုလုံးဟာဝိုင်းဝန်းပိတ်ဆို့ပြစ်ခတ်ထားနိုင်တယ်။ ဒီချိန်မျိုးမှာအင်းအားအလုံးလောက်ရှိပါကရန်သူစစ်ကူလာနိုင်သောဓာညာအလုံးကိုကင်းမုံဝကလေးရက်ပြက်တက်ခိုက်မှုများဖြင့်ပိတ်ဆို့ထားရမှာဖြစ်တယ်။ရန်သူကိုဝိုက်ပက်ချိန်မုံစစ်ဟာရေးပြင်းနဲ့ထပ်ပေါင်းရှိပိတ်သွားစေရမယ်။ထို့သဖြင့်ညဘက်မှာဖြစ်တယ်။ကြောက်ကြရဲဘော်ဟာနေနေကျွမ်းကျင်ပြီးရန်သူအတွက်မူထုတ်တော့မဟုတ်ပဲ။ကြောက်ကြရဲဘော်ဟာညဘက်မှာပုံမှုလှုပ်ရှားနိုင်တဲ့လောက်ရန်သူစစ်သားအဖို့မှာမူမှောင်တို့အတွင်း၌ကြောက်အားပူလာလေဖြစ်တယ်။ ဤနည်းဖြင့်အခဲခဲများစွာမရှိလာဘဲစစ်ကြောင်းတစ်ခုလုံးချိန်မုံပြစ်နိုင်တယ်။သို့မဟုတ်ရန်သူစစ်ကြောင်းပြန်၍မထိုးနိုင်တော့အောင်ပြန်လဲဖွဲ့စည်းဖို့အချိန်ကြာစေနိုင်တယ်။အချိန်ကြာစေရန်အတွက်ရန်သူစစ်ကြောင်းအားတက်ပြက်လို့ဒီပါအင်အားကြီးနေတော့အောင်တက်ပြစ်နိုင်တယ်။မိမိယောက်ျားတစ်ဖွဲ့အင်အားကလည်းနဲနေတဲ့အချိန်မျိုးမှာရန်သူစစ်ကြောင်းထိုးစစ်အားကိုနှစ်ကွေးဟန်တားလိုပါကလက်ဖြောင့်တပ်သား၂ယောက်မှ၁၀ယောက်ထိကိုရန်သူပက်လယ်မှအချက်အချာလေးနေရာမှာ နေရာယူစီကစစ်ပွဲကို စတင်နိုင်တယ်။ဥပမာအားဖြင့်ရာသက်တောင်မှမှစတင်ပြစ်ခတ်ပြီးရန်သူမဲလာတဲ့အခါကျန်တဲ့ဖက်မှပြစ်ခတ်ရန်ဖြစ်တယ်။ဒီနည်းချင်းကြီးစံအနေငယ်များဖြင့်ရန်သူအားအချိန်ကတ်တတ်မရှိထိန်းထားနိုင်တယ်။ရန်သူတပ်ဖွဲ့နေရာသို့မဟုတ်ကာတန်းအားတိုက်ခိုက်တဲ့နီနာကိုတိုက်ခိုက်ရန်ရွေးချယ်သည့်နေရာအခြေအနေပေါ်မူတည်ပြီးပြောင်းလဲလှုပ်ဆောင်ဖို့လိုအပ်တယ်။ရေဘူးရအားဖြင့်ဝိုင်းထားတဲ့ရန်သူကိုရက်တဲ့အခြေမျိုးမှာ အလေးဝင်တိုက်ရမယ်ကြောကျင်တဲ့ကွန်မန်ဒိုတပ်ဖွဲ့နဲ့ရုတ်တရက်အလေးဝင်တိုက်ပြီးရန်သူစကန်ကိုအလွဲတကူချိန်မုံပစ်နိုင်တယ်ထိုချက်ဟာအလေးငိုက်ပန်းဝင်တိုက်ခိုက်နိုင်သည့်အကျိုးကျေးဇူးပဲဖြစ်တယ်လော်ရိုးလို့စင်ဝိုင်းပက်ချိန်မုံစင်မှာတော့ရန်သူထွက်ပေါက်လမ်းတွေကိုတက်အင်အားအနည်းငယ်ညာနဲ့ထိန်းထားနိုင်ပြီးရန်သူစစ်ကူလာနိုင်တဲ့လမ်းတွေကိုလည်းခြုံခိုကင်းချထားနိုင်တယ်ဒီလိုကင်းနေရာချထားမှုတွေကိုတစ်ထက်ပြီးတစ်ထက်နေရာယူစေပြီး ပထမကင်းတစ်ထက်ကနိုင်နေငယ်ရင်နောက်ပြန်ဆုတ်ပြီးနောက်ဒုတိယတစ်ထက်ကကျန်နေရင်မှဖြစ်တယ်။အဲ့ဒီနီလန်အတိုင်းတစ်ထက်ပြီးတစ်ထက်ဆုတ်နိုင်တယ်။အလေးတက်ခိုက်နိုင်ဖို့အခွင့်မသားရင်တော့စကန်တစ်ခုကို အောင်မြင်စွာသိပ်ပိုက်နိုင်ဖို့အတွက်ဝိုင်းဝန်းပိတ်ဆို့တဲ့တစ်ဖွဲ့ကတက်ကူလာမဲ့စစ်ကြောင်းတွေကိုရှေ့တိုးမလာနိုင်အောင်ထိန်းထားနိုင်တဲ့စောင့်ရည်ပေါ်မူတည်ပါတယ်။ဒီလိုချိန်မှာသူ့ဘက်ကအမြောက်လက်နက်ကြီးတွေစိန်ကြောင်းလက်နက်တွေလေရင်ပြန်တင်ကားတွေနဲ့ထောက်ကူလာနိုင်တယ်။ မိမိအတွက်အားတတဲ့မြေပြင်အနေထားမှာတော့တင်ကားအန်ရရဲ့မကြည်လာပဲ။လမ်းကျန်းတွေမှာတွာလာရမှာမို့မိုင်းထောင်၍အလွယ်တကူဖြက်စီးပြစ်နိုင်တယ်။ဒီလိုဒေသမှာတင်ကားတွေအများအပြားရင်ပေါင်တန်းမချိတက်နိုင်တော့ပဲသူတို့ဟာတစည်းပြစ်တစည်းရှစ်နောက်နှစ်စည်းလောက်သာရင်ပေါင်တန်းမောင်းနေနိုင်လိမ့်မယ်။အကောင်းဆုံးနဲ့အသေးချာဆုံးလက်နက်ကတော့မိုင်းတွေပါပဲ။ထို့ထက်နိနိကက်ကက်တိုက်ခတ်ရတဲ့နေရာတွေမှာဥပမာမဆောက်တဲ့နေရာမျိုးတွေမှာ အလွယ်တကူတိုက်ခတ်နေတာကတော့မလို့တော့မိလောင်ပုံဟာအလွန်ထိရောက်လာပါတယ်အခုအချိန်ထိကျွန်တော်တို့ဘဇူကာလက်နဲ့အကြောင်းပြောရသေးဘူးရင်းလက်နဲ့ဟာကြောက်ကြားတက်ဖွဲ့အတွက်အဆုံးဖြတ်ပြီးနိုင်တော့လဲကြောက်ကြားတက်ဖွဲ့ကဒီလက်နဲ့တွေကိုရရှိနိုင်ဖို့မလွယ်ဘူးအထူးသဖြင့်စာအုပ်ပိုင်းစစ်ပွဲတွေမှာတော့မော်တာစိတ်ချောင်းကြီးတွေကိုတော့ဂရုကျင်းတူအမိုးကလောက်ပြီးအေးပေါ်ကောက်နိုင်တယ်မော်တာလက်နဲ့တွေဟာထိရောက်ပြင်းထန်တဲ့လက်နဲ့တွေပါ အထူးသဖြင့်ဝိုင်းဖန်ပိတ်ဆို့ရေးစစ်စင်ရေးမှာတုံနေ။တိုးတော်လဲတစ်ဖက်မှာတော့လှုပ်ရှားရွှေ့ပြောင်းတိုက်ခိုက်နေသူတွေကိုချိန်မုံရမှာ။သူ့ရဲ့ထိရောက်မှုစွမ်းရည်ဆုတ်ရှုံးနိုင်ပြီးမော်တာစိန်ကြောင်းများအင်းနဲ့အားနဲ့တဘာတည်းမတုံနိုင်တဲ့အခါမျိုးတွေမှာဖြစ်ပါလေ။အမြောက်လက်နက်ကြီးတွေကလည်းလမ်းမှန်ဆက်သွယ်ရေးကောင်းမွန်တဲ့နေရာမျိုးမှာသာဖြစ်နိုင်ပြီးပြစ်မှတ်ကိုလည်းမမြင်နိုင်။ပြစ်မှတ်ကလည်းအမြဲလိုလိုနေရာရွှေ့ပြောင်းနေတာမို့ထိရောက်နိုင်စွမ်းလည်းမရှိဘူး။လေကြောင်းတိုက်ခိုက်မှုကရန်သူရဲ့အတိတ်ကလည်းနဲ့ဖြစ်တော်လဲ။ သူ့ရဲ့အစ်မတွေဟာပုံရှုကွယ်ရှုဖြစ်နေတဲ့ဂရုကြီးနေတာဖြစ်တာမို့ထိရောက်မှုမရှိလာပဲရန်သူလေးရင်မြန်တွေဟာပောက်ကွဲမှုပြစ်ထန်တဲ့ဘုံတွေမိလောင်ဘုံတွေကြိတ်ချနိုင်ပေမယ့်တကယ်တကယ်မှာအန္တရာယ်မကြီးလာပဲနေရထိုင်ရခက်ခဲကြက်တဲတာမျိုးလည်းဖြစ်တယ်ခက်ခဲကြက်တဲတာမျိုးပဲဖြစ်တယ်ဒါအပြင် တောက်ကြဲတဖွဲ့တွေက ရန်သူခန့်စစ်ကြောင်းတွေနာနှီးတော့ချစ်တဲ့နိုင်လေးလေးရင်မြန်တွေအနေနဲ့မိမိတို့ရဲ့ရှစ်ပြေးကင်းတဖွဲ့ကို ်ချိန်မုံဖို့အလွန်ခက်ခဲလာပါတယ်။မိုင်းလက်နဲ့အမျိုးအစားမှာအထီရောက်ဆုံးကတော့အဝေးကနေထိန်းထားပြီးဖောက်ခွဲတဲ့မိုင်းအမျိုးအစားပါပဲ။နေ့စနေကျွမ်းကျင်ဖို့လိုအပ်ဆုံးအမျိုးအစားတွေပဲဖြစ်တယ်။နေမိုင်း၊ဖြူမိုင်းနဲ့အလုံးထဲမှာလဲစစ်နဲ့ခွဲတဲ့မိုင်းတွေကြတော့ကျိုးချင်ချင်နဲ့တွေ့ရတာမို့အလွန်အသုံးဝင်လာပြီးတောင်ပေါ်လမ်းတွေမှာပြည်သူတော်လှန်ရေးအင်အားစုတွေအတွက်အကာအကွယ်ပေးတယ်။ရန်သူထုတ်ဖောက်ဝင်ရောက်လာဖို့ဖြစ်နိုင်တယ်လို့ပဲ။ကားလမ်းတစ်လျှောက်မှာတော့ ရန်သူတန်ချက်ကခြင်းတွေအတွက်အကာအကွယ်ကောင်းတစ်ခုကစောင့်နေတဲ့ခြင်းတွေပါအဲ့ဒီခြင်းတွေကြာသွားတဲ့အခါပြန်တက်ဖို့မဖြစ်နိုင်ပါဘူးရန်သူမမြင်နိုင်အောင်ဖုံးကွယ်ထောင်ချောက်ဆင်ထားလို့လည်းရတယ်အထူးသဖြင့်ညဘက်ဒါမှမဟုတ်ကြောက်ကြတက်ဖွဲ့တွေရဲ့ခုခံတိုက်ခိုက်မှုကြောင့်ခြေလင်းတသားတွေတင်ငားရှိကရှင်တက်မလာနိုင်တဲ့အခြေအနေမျိုးတွေမှာဖြစ်ပါတယ်တိတ်ပြီးမဆောက်မှုမရှိတဲ့နေရာတွေမှာရန်သူစစ်ကြည့်တတ်တာမျိုးကမိုးဖွင့်ထထောက်ကားတွေနဲ့စစ်သားတွေတဲပို့တာမျိုးပဲဖြစ်တယ်စစ်ကြောင်းတွေကို တကြက်ကကြီးတွေနဲ့ဥဆောင်ခေါ်လာပြီးထရက်ကားလေးတွေနဲ့ချီလင်တက်စတားတွေတင်ကခေါ်လာတယ်။ယောက်ျားရဲ့အင်အားပေါ်မူတည်လို့စစ်ကြောင်းတစ်ခုလုံးကိုဝိုင်းဝန်းပိတ်ဆို့ချိန်မုံးနိုင်တယ်။မိုင်းခွဲပြီးတာနဲ့တိုင်နဲ့ထဲမှာထရက်ကားအချို့ကိုပြစ်ခတ်လို့ဖြိုခွဲဖြတ်ဝိုင်းနိုင်တယ်။ဒီအခါမှာလျှံမြန်စွာလှုပ်ရှားနိုင်ဖို့လိုအပ်ပြီးတည်ဆုံးတဲ့ရန်သူရဲ့လက်နက်တွေရရင်စုခွာရမှာပါ။ရန်သူထရက်ကားကိုတိုက်ခိုက်တဲ့အခါထိရောက်တဲ့လက်နက်ကတော့ကြောင်ချောတနက်တွေပဲဖြစ်တယ်။ 60ကလီပါတောချုပ်တနက်တွေ တုံးပြီးကြည်လုံးဆန်ကြီးကြီးနဲ့30မီတာပြတ်အကျဲထရက်ကားတစ်စီးလောက်ကိုတချို့တယ်တချို့ဒဏ်ရာရအောင်နဲ့ရန်သူအကြီးအကျယ်စိတ်ရှုပ်ထွေးတုံးလို့အောင်ပြစ်ခနိုင်နေရနိုင်ရင်လက်ပစ်ဘုံတွေလည်းထိရောက်တဲ့လက်နက်တွေပဲဖြစ်တယ်ဒီတိုက်ခိုက်မှုတွေအားလုံးရဲ့အခြေခံဟာရန်သူကိုလုံးဝအလေးငိုက်တိုက်ခိုက်နိုင်မှုပဲဖြစ်တယ်။ဘာကြောင့်ဆိုရင်ပထမအဦးဆုံးစပစ်တဲ့အခိုက်အတန့်မှာအလေးငိုက်ဖမ်းလိုက်နိုင်တာဟာတောက်ကြားစစ်ရဲ့အခြေခံလိုအပ်ချက်တွေတက်ကတစ်ချက်ပဲ။ ရန်သူအလေးအငိုက်မိဖို့ကတော့မိမိတို့တပုံတွေ ရှိနေတယ်ဆိုတာရက်သူရော်သားတွေမသိမှပဲဖြစ်နိုင်မယ်။ဒါကြောင့်စစ်စင်ရေးအတွက်ကြီးတက်တာတွေကိုညဘက်မှာလောက်ရမယ်။ချုပ်တီးစောက်စင်းမှုနဲ့တစ္ဆာရှိတဲ့လူတွေလောက်မှသာအဆက်အသွယ်လို့သတိပေးရမှာဖြစ်တယ်။ချုံကိုကိမုံဝစ်တဲ့အခါကြိုးဖို့အိတ်ထဲမှာနှစ်ရက်သုံးရက်လေးရက်စာလောက်စားတော့တွေထည့်သွားကြရမှာဖြစ်တယ်။အဲ့သမားတွေရဲ့နှုတ်လုံစောက်စင်းမှုနဲ့ပတ်သက်လို့ကတော့အလွန်အမင်း ယုံကြည်ကိုးစားကွယ်မရှိတယ်မှာပထမအကြောင်းကမိသားစုနဲ့ဖြစ်စေတငယ်ချင်းမိတ်ဆွေတွေနဲ့ဖြစ်စေအဖြစ်အပျက်အကြောင်းအရာတွေကိုပြောကြဆိုကြထင်မြင်ချက်တွေပေးတတ်ကြတယ်တဘာဝအလိထတွေကြောင့်ပဲဖြစ်ပါတယ်နောက်တစ်ကြောင်းကရန်သူစစ်သားဟာစစ်ရှုံးပြည့်တဲ့နောက်ပြည်သူတွေအပေါ်ရက်ဆက်စွာနှိတ်ကိုဆက်ဆံမှာကျိန်းတယ်လို့ဖြစ်တယ်ကြောက်လန့်အောင်ချင်းချောက်ပြီးဒီကြောက်လန့်မှုကနေစုံတယောက်ကိုစကားတွေအလွန်အကျွံပြောစီမှာဖြစ်ပြီးအရေးကြီးတဲ့သတင်းတွေနဲ့ သူ့တက်လောက်ရလောက်ကြောင်းဖောက်ကောင်းလောက်ရမှာကြောင်းဖြစ်တယ်။ရေဘူးရခြုံပြောရရင်ခြုံကိုတိုက်ခိုက်မယ့်နေရာမိမိစကန်ချာရနေရာကနေတနည်းခီးလောက်တွားရမယ့်နေရာမျိုးမှာဖြစ်တင်ပြီးဒီလိုလောက်ရတာကလည်းရန်သူကမိမိရဲ့စကန်နေရာကို အတိအကျသိနိုင်လို့ပဲဖြစ်တယ်။တနက်ပြက်ခတ်ပုံကြီးစံသုံးမကိုလိလာလို့ရန်သူနဲ့မိမိဘက်ကိုခွဲခြားသိနိုင်တယ်။တစ်ဖက်မှာရန်သူစစ်သားဟာထုံးစံအတိုင်းကြီးစံလက်နဲ့ ပေါ်ပေါ်တုံးနိုင်ပြီအခြားတစ်ဖက်ကသဘုံလေးကတော့ကြိုကြကြိုကြတစ်ချက်ချင်းစနစ်နဲ့ပြစ်ခတ်နေတာဖြစ်တယ်။ကြောက်ကြဆက်သားအဖို့ကြည်တထောင်းစီရဲ့တံပိုးကိုတရှိထားပြီးချွေတာလို့ပြစ်ခတ်သုံးဆွဲတာဖြစ်တယ်။လိုအပ်တာထက်ကြည်တထောင်းပုံပြင့်ပြီးအောင်ဂယူးဆက်ရတယ်။ကြည်စံချွေတာထားကိုအကြောင်းပြုလို့ခြုံခိုတက်ခိုက်ဖြစ်တာ။ရန်သူဆက်သားတယောက်လွတ်သွားတာအကျိုးအကြောင်းမရှိတော့ဘူး။ဒါပေမဲ့ဆုံးဖြတ်ထားပြီးသားတိုက်ပွဲတွေအတွက် ကြည်စံဘလောက်ကုန်နိုင်လဲဆိုတာကြိုတွက်ဆပြီးဒီတွက်ဆထားမှုအပေါ်မူတည်လို့တိုက်ခိုက်လှုံ့ဆော်တဲ့နဲ့ကြည်စံလက်နဲ့ဟာတောက်ချားတွေအတွက်ကြီးလေးတဲ့ပြဿနာဖြစ်တယ်။အနက်တွေကအမြဲလိုကြာနိုင်တယ်။ရတဲ့လက်နဲ့တွေကြတော့လဲတောက်ချားစင်မှာကြည်စံသာဆုံးရှုံးသွားတာမို့တနက်လက်နဲ့တွေကြီးကြာရင်တဲ့တခါတနက်နဲ့ကြည်စံကိုတွဲပြီးရန်သူစီကတင်းစီမိနိုင်ပြီမယ်။ကြည်စံကြီးတက်တက်ကတော့ရှားပါတယ်။ရတဲ့တနက်တိုင်းမှာကြည်စံပါပြီးဖြစ်ပေမဲ့အပေါ်မှာရှိတာကြောင့် အခြားသဏ္ဍာန်များအတွက်အဝေးမျှနိုင်ပြီဒီစစ်ပွဲတွေမှာကြီးစံချူတာကြီးဟာအခြေခံနေပတိရဲ့တစ်ရက်ဖြစ်ပါတယ်မိမိအလုတ်တာဝန်အပေါ်ဂုံယူတတ်တဲ့ယောက်ျားကောင်းဆောင်တယောက်ဖို့စုခွာတဲ့အခါဘရောမှသတိလွတ်လွတ်မလုပ်တတ်ပြီဒါကိုအချိန်ကွက်တိဖြစ်စေပြီးလျင်ညာစွာနဲ့ဒဏ်ရာရရှိသူလက်နက်နဲ့ကြီးစံကြောဖို့ရေးစတာတွေအလုံးပေါအောင်လှုပ်ဆောင်ရတယ်စုခွာနေတဲ့အခါတပုံးတွေဖို့အလေးအငိုက်မခံရအောင်လဲသတိလွတ်လွတ် ကယုမုံမိတာတွေမရှိအောင်လောက်ဆောင်ကြရမယ်။ဒါကြောင့်အဆောင်ရဲဘော်တွေကိုရွေးချယ်တဲ့လမ်းတစ်ချောက်ကင်းချထားတင်ပြီးရန်သူကသူ့တပ်ဖွဲ့တွေနဲ့ကြီးတက်ဝင်လာပြီးဝိုင်းဝန်းပိတ်ဆို့မကန်ရအောင်စောင့်ကြက်စေတင်တယ်။တပုံတပ်ဖွဲ့တွေကိုရန်သူတပ်ဖွဲ့ကဝိုင်းဝန်းပိတ်ဆို့ဖို့ကြိုးစားခဲ့ရင်တရင်အញ្ញံပို့နိုင်အောင်ဆက်သွယ်ရေးစနစ်တကူလည်းထားရှိရမယ်။စစ်ပွဲမှာလက်နက်ကင်ဆောင်ထားတဲ့ရဲဘော်တချို့လည်းလိုအပ်တယ်။သူတို့ဟာကြဆောင်တို့မဟုတ် န်ရရစစ်သားတွေရဲ့လက်နက်တွေကိုတည်ရမှာဖြစ်ပြီးဒန်ရရသူတွေကိုရွှေ့ပြောင်းတည်ယူရမှာလည်းဖြစ်တယ်။တရင်တွေလည်းတနေရာကတနေရာပို့ဆောင်ဆက်သွယ်ရမှာဖြစ်တယ်။ဒါတွေအပြင်ခီးရှည်ချစ်တဲ့တော်လာနိုင်မဲ့တရင်ဖို့ဆက်သွယ်ရေးသမားတွေဖြစ်တင်ပြီးသူတို့ဟာလိုအပ်တဲ့တရင်အချက်လက်တွေကိုအချိန်တိုဆုံးတွင်ညံ့ညံ့ပေးဖို့ဆက်သွယ်နိုင်အောင် တာဝန်ယူတတ်တဲ့အသိစိတ်ရှိသူတွေဖြစ်ရမယ်။လက်နက်ကိုင်ကြောက်ကြားရေးပုံတွေအပြင် လိုအပ်တဲ့တနက်မကိုင်နဲ့ တောက်ကြားရှိဖို့အရေးအတွက်ကတော့အကြောင်းလဲအတိုးလျှော့ရှိပါတယ်။ရေဘူးရဥပဒေတတရက်ကတော့လက်နက်ကန်ရဲဘော်၁၀ယောက်မှ၂ယောက်၃ယောက်လောက်ရှိတယ်မှန်။ဒီထဲမှာတိုက်ပွဲနေရာမှာရှိနေမဲ့ရဲဘော်အပါအဝင် နောက်ချံကင်းအဖွဲ့ရဲ့လုပ်ငန်းဆောင်တော်တွေဖြစ်တဲ့စုပ်ခွာလမ်းကြောင်းတွေကိုစောင့်ကြည့်ကြည့်ရတာနဲ့အထက်မှာဖော်ပြခဲ့တယ်လို့သတင်းပို့ဆောင်ရေးလုပ်ငန်းတွေကိုစောင့်ရွက်တဲ့ရဲဘော်တွေပါဝင်နေ။ကာကွယ်တဲ့စစ်ပွဲမျိုးတွေတိုက်ကြတဲ့အခါသို့မဟုတ်ယောက်ျားစစ်သားတွေက ရန်သူတပ်ဖွဲ့တွေဇုံထရထက်ကျော်လွန်ပြီးထုတ်ဖောက်ဝင်ရောက်မလာနိုင်အောင်စူးစားတားမြစ်တိုက်ခိုက်ကြတဲ့အခါတိုက်ပွဲဟာနေရာယူစစ်ပွဲအဆင့်ကို ရောက်ရှိပြီဖြစ်တယ်။သို့တော်လည်းအစပထမပိုင်းမှာတော့ရန်သူကိုအမြဲလိုပင်အလေးအငိုက်ဖမ်းတိုက်ကြရမှာဖြစ်တယ်။ဒီအချိန်မှာအလွယ်တကူလိုက်နာကျဉ်းသုံးနိုင်ကြတာမို့ဒီအချိန်မှာကရုတ်ချင်းစတဲ့အခြားကောက်ွယ်တဲ့စနစ်တွေကိုလက်သမားတွေကအလွယ်တကူလိုက်နာကျဉ်းသုံးနိုင်ကြတာမို့သူတို့တွေဟာစိတ်ချရတဲ့ လုံခြုံတဲ့ဒေသမှာရှိဖို့လိုအပ်တယ်။အာနာရှင်အစိုးရကလည်းဒီဒေသကိုလုံးဝပိတ်ဆို့လာခြင်းမို့ထွက်ပြေးမသွားဘဲကျန်နေကြတဲ့လက်သမားတွေဖို့သူတို့အတွက်လိုအပ်တဲ့အခြေခံစားနပ်ရိက္ခာတွေကိုဝယ်ဖို့အတွက်တောက်ကြားဒေသအပြင်ဘက်မှာရှိတဲ့ဈေးနေရာတွေကိုသွားကြရမှာဖြစ်တယ်။တရေရှင်ရေးကာလမှာဒီလူတွေအခုလိုဖက်ကွာသွားကြရင်အခုကျွန်တော်တို့ပြောဆိုဆွေးနွေးနေကြသလိုလက်သမားတွေဟာကျွန်တော်တို့ရဲ့နေရာဒေသနဲ့တည်င်းအချက်လက်တွေကိုရတုထံ ပေးပို့နိုင်ကြတာမို့အလွန်ကြီးမားတဲ့အနေဖြစ်ပါတယ်။လုံးဝတရားခွဋ်ထားရေး policy ကိုတောက်ကြားတက်ဖွဲ့အနေနဲ့ဒီတစ်ခါမျိုးမှာမဟာပြူဟာမြောက်ခြေကံလမ်းစဉ်အဖြစ်ကျင့်သုံးရမှာဖြစ်တယ်။အကာအကွယ်တွေနဲ့ခံကြုတ်တွေအလုံးကိုတိဆောက်တဲ့အခါမှာရန်သူရဲ့ရှေ့ပြေးတိုက်ကင်းတိုက်ခွဲ့ကိုအငဲလိုခြုံခိုတိုက်ခိုက်လို့ရတဲ့အနေအထားမျိုးစီမံထားရှိတဲ့ ਨੇ စိတ်တက်ရေးရအရအရေးပါလာကစစ်ပွဲတိုင်းမှာရှစ်တိုက်ကင်းက ရန်သူစစ်သားအလုံးကို လုံးဝမလွတ်စေတဲ့ဒေစီရမှာဖြစ်ပါတယ်။ဒါမှသာရန်သူစစ်တပ်အတွင်မှာ DNA အပေါ်တတိမူဂယုပြုမိပြီ။ဘသူမှကင်းအဖွဲ့အလှည့်မကျကျင်တော့အောင်ဖြစ်တဲ့အချိန်တစ်ချိန်ကိုကြောက်လာရမယ်။ထင်ရှားတာကလည်းကင်းအဖွဲ့မပါပဲမက်ဆေ့ချ်ကြောင်းမှကြီးတက်လို့မရတာဖြစ်တယ်။တစုံတစ်ယောက်ကတော့ဒီအတွက်တာဝန်ယူရမှာဖြစ်တယ်။ဝိုင်းပတ်ချင်းမုံရေးစစ်တွေလည်းအကျိုးရှိမယ်လို့ယူဆခြင်းတိုက်ကြရမယ်။အာယုံလွဲသွားအောင် ောင်မန်ကနေဝိုင်းလာမျိုးသို့မဟုတ်ရန်သူရှေ့ကိုမတက်နိုင်အောင်ထိမ့်ထားတဲ့ထိတ်တိုက်တက်ခိုက်နည်းတွေအသုံးပြုကြရမယ်အခါတိုင်းမှာရန်သူကတောင်မန်ကနေပန်း၍တိုက်ခိုက်မှုအတွက်အသုံးချလာနိုင်မဲ့နေရာတွေကိုအပြည့်ထားရမယ်နေရာအထိပေါ်ပြတဲ့စစ်ပွဲတွေမှာလက်နက်နဲ့လူရည်အတွက်ပုံမှုများပြလာပြီးဖြစ်လို့ယခုလိုပြောဆိုနေခြင်းဖြစ်ပါတယ်ထင်ရှားတာကတော့ဒီသားတစ်ခုအတွင်းသို့ဝင်ရောက်တဲ့လမ်းဆောင်လမ်းကွာတွေအလုံးပိတ်ဆို့ထားဖို့လူလဲအများကြီးလိုအပ်ပါတယ်ထောက်ချောက်တွေအမျိုးမျိုးနဲ့ ထောင်ထားပြီးဒီနေရာတွေမှာတန်ကြက်ကာချင်းတွေကိုတိုက်ခိုက်မှုတွေတိုးများလာမှာဖြစ်ကဒီနေ့ဖြစ်ရန်သူကခံကြုတ်စနစ်ကိုနေရာမတက်မနိုင်ပဲအကောင်းဆုံးလုံခြုံအောင်ထိမ့်သိမ်းထားနိုင်မှာဖြစ်တယ်။ရေဘူးကခြုံပြောရရင်ဒီစစ်ပွဲမြို့မှာမိမိရဲ့နေမျိုးကိုလိုအပ်ခဲ့ရင်အသက်ပေးကာကွယ်ဖို့ပဲကာကွယ်သူတယောက်စီတိုင်းရဲ့အသက်ရှင်နိုင်ရေးလားလားအမြင့်မဆုံးဖြစ်အောင်ထိကြားလှုပ်ဆောင်ဖို့လိုအပ်တယ်။ရုပ်ချင်းကိုအဝေးကမမြင်သာအောင်ဖုံးကွယ်ဝတ်ထားနိုင်လေကောင်းလေဖြစ်တယ်။ အရေးကြီးတာကမော်တာစိတ်ကြောင်းကြည်စံမထိရောက်အောင်ကာကွယ်ပြုလုပ်ဖို့ပဲ85မမမော်တာကြည်စံတွေဟာဒေသကရတဲ့ပစ္စည်းတွေနဲ့လုပ်ထားတဲ့အမိုးကားတွေကိုမထိုးဖောက်နိုင်ပါဘူးအမိုးကားတွေကိုအောက်ခံမှာတစ်သားကြောက်ခဲမြေကြီးတွေနဲ့ပြုလုပ်ပြီးရုပ်ဖြက်ပေးထားတဲ့အကာပစ္စည်းနဲ့ဖုံးအုပ်ထားမှဖြစ်တယ်အစွန်းတစ်ဖက်မှာထွက်ပေါက်တစ်ခုကိုအမြဲဖောက်လုပ်ထားရင်ကာကွယ်ခုခံသူကအန္တရာယ်များလာပဲလုံးမြောက်နိုင်မှဖြစ်တယ်ရန်သူကြည်လန်းချောင်းဟာပုံသေးတတ်မှတ်လို့ရတာမျိုးမဟုတ်ပါဘူး ကြည်လန်းကြောင်းများဆိုတာဟာအနည်းနဲ့အများဆိုသလို theory သဘောမျှတာဖြစ်ပါတယ်။အရေးကြီးတဲ့အခိုက်အတန့်တွေမှာဂျင်းတို့ကိုချင်းချင်းလှူချချရတာဖြစ်ပြီးအလွန်အလွန်ပျော့ပြောင်းကနှစ်ဖက်စလုံးကိုတံပြန်တက်ရောက်မှုတွေရှိနိုင်တယ်။တကယ်ရှိနေတာကကြည်ပြန့်လာတဲ့ဓာတ်ဒေတာကြီးပဲဖြစ်တယ်။ယောက်ျားစစ်မှာထူးခြားတဲ့ဝိသေသလက္ခဏာကတော့ဒီနေနေကြီးကိုအရက်သားပြည်သူတွေနေထိုင်ကြတာဖြစ်ပြီးဒီပြည်သူတွေကတစ်ဖက်ဖက်ကိုကူညီပူးပေါင်းလှုပ်ဆောင်နိုင်တယ်။ဒါတော့မှ အများစုတီသူတွေကတပုံတက်ဖွဲ့တွေနဲ့ပူးပေါင်းတာဖြစ်တယ်။ဒီလူတွေကိုတစုတစည်းတွေနဲ့ရှေ့ပြောင်းသွားစေဖို့ဆိုတာကလည်းဖြစ်နိုင်မှာ။မကြောင်လဲဆိုရင်လူရည်အတွက်ညပြတာရယ်။ဒီမြောက်တော့လူတို့ကြီးကိုကျွေးမွေးနိုင်ဖို့စူးစမ်းတဲ့အားပြိုင်နေတဲ့အုပ်စုနှစ်စုအနေနဲ့တစ်ခုခုအတွက် ကြီးလေးတဲ့အခက်ခဲတွေပေါ်ပေါက်စေမှာဖြစ်တယ်။ဒီနယ်မြေဒေသကြီးကိုနေဘက်မှာရန်သူရဲ့ဖိနှိပ်ရေးအင်အားစုတွေကဝန်ရောက်ကြမှာဖြစ်ပြီးညဘက်တွေမှာတော့ယောက်ျားတွေကထိုးဖောက်လာရောက်ကြမှာဖြစ်တယ်။ ောက်ကြားရဲ့ဖို့မှာအရေးကြီးလာတဲ့ခြေခံဒေသအဖြစ်ထိမ့်သိမ်းထားရမယ်။နိုင်ငံရေးနဲ့ထိမ့်သိမ်းဆွတ်ဆောက်ထားရမှာဖြစ်တယ်။ဒေသခံပြည်သူတွေနဲ့အစဉ်အမြဲလိုဆက်ဆံရေးကောင်းမွန်အောင်ကြိုးပမ်းချရမယ်။သူတို့တွေဟာလက်သမားနဲ့ကုန်တီပွဲစားတွေဖြစ်တယ်။လက်နဲ့မကန်ရတဲ့ရဲဘော်နဲ့စစ်ပွဲတွေဝင်တိုက်ရတဲ့ရဲဘော်တွေရဲ့လုပ်ငန်းတာဝန်တွေဟာဒီဒေသစစ်ပွဲမျိုးမှာအလွန်အရေးပါတယ်။စစ်ပွဲဒေသတွေဆက်သွယ်ပြန်ကြားရေးလုပ်ငန်းရဲ့အချို့သောလက္ခဏာများကိုဖော်ပြခဲ့ပြီးဖြစ်တယ်။ ောက်ကြားတက်ဖွဲ့တစ်ခုလုံးဟာပြန်ကြားဆက်သွယ်ရေးအဖွဲ့အစည်းလည်းဖြစ်ပါတယ်။ဒေသအတွင်းရရှိနိုင်တဲ့အမြန်ဆုံးနိလန်းတွေအသုံးပြုပြီးအဝေးဆုံးမှာရောက်ရှိနေတဲ့ကုတ်ကဲရေးဌာနနဲ့ဆက်သွယ်ကာအဝေးဆုံးမှာရှိနေတဲ့တောက်ကြားရေးဖွဲ့တွေစီပြန်ကြားဆက်သွယ်တာကိုတနေရာကနေတနေရာကိုအမြန်ဆုံးရောက်အောင်ကြိုးစားတင်တယ်။ဒီလုပ်ငန်းတွေကိုအလွယ်တကူခုခံကာကွယ်ထားနိုင်တဲ့မိမိအတွက်အခွင့်အာဏာစေတဲ့နေမီဒေသနဲ့တပန်းချုံနေမီဒေသတွေမှာပါလုပ်နိုင်တယ်။မိမိအတွက်မကောင်းတဲ့ တပန်းရှုံးနေမိတေတာယောက်ျားစစ်တွေမှာခိမိဆက်သွေးစနစ်တွေကိုတပ်ဖွဲ့တွေအုံချနိုင်မယ်။ကျွန်းကျက်နေတဲ့ခုခံကာကွယ်ထားနိုင်တဲ့တပ်စခန်းနေရာတွေမှာဗီဒီယိုဆက်အမျိုးမျိုးကိုအသုံးပြုနိုင်တယ်။ဤဆက်ပစ္စည်းများရန်သူတက်ကြောက်ရောက်ခဲ့ရင်လောက်ဝတ်တင်ကြတာများဆက်သွယ်လွှင့်ထုတ်နေကြဗီဒီယိုလိုင်းများကိုကြောင်းလဲပစ်ဖို့လိုတယ်။ဒီလုပ်ငန်းဟာအတော်ခက်ခဲပင်မတဲ့လုပ်ငန်းဖြစ်တယ်။ဒီကိစ္စတွေအလုံးဟာတော်လန်ရေးစစ်အတွင်းတုံ့တွေးကြရသည့်အတွေ့အကြုံများကိုမှတ်သားမိသည်များ ပြန်လည်ဖောက်တည်ချတာဖြစ်ပါတယ်။ရန်သူရဲ့လှုပ်ရှားမှုတည်ငြားကိုနေ့စဉ်နဲ့အမျှတိတိကျကျအစီရင်ခံနိုင်ဖို့ဆက်သွယ်ပြန်ကြားရေးလုပ်ငန်းဖြင့်ဖြည့်ဆွက်ကြရတယ်။တချို့ထောက်လန်းမှုလုပ်ငန်းစနစ်များကိုတည်ချစွာလေ့လာပြီးအစီအစဉ်ကျနာစွာအကောင့်ထည့်ဖော်ရမှာဖြစ်တယ်။ပြီးတော့ကြီးစွာသောတည်ထား၍လူရွေးချယ်ကြရမယ်။တိုင်ပြန်တော်လိုင်းသမားတစ်ယောက်ကကြီးစွာသောဒုက္ခပျက်စီးမှုကိုဖြစ်ပေါ်စေနိုင်ပြီးဤကဲ့သို့သောလွန်ကြုံကိစ္စမျိုးမဖြစ်တည်တိုင်အောင်အကျယ်ချေကားတရင်ပြပုံများဟာ အန်ရီကိုလွဲမစွာတက်ဆစေပြီးဆုံးရှုံးနေနိုင်မှုများဖြစ်စေနိုင်တယ်။အန်ရီကိုရှော့တွက်ဆတာမျိုးကတော့ဖြစ်နိုင်ခဲ့ပါတယ်။ကြီးလက်ပြည်သူတို့ရဲ့ဘဝကပုံမှုတွက်ဆပြီးအကျယ်ချစ်တဲ့ကြတယ်။ရန်သူရဲ့တက်စိတ်တက်စိတ်သုံးမို့တိုက်ကင်းတစ်ဖွက်တက်လေတောင်မရှိပဲနဲ့။အီယမတက်ကြီးချစ်တက်လာတယ်လို့ထင်အောင်ထင်မှားဖြစ်တယ်လို့ဖြစ်။အဟုတ်တကယ်မရှိတာတွေကိုညံ့ညင်တွေးရတဲ့အောင်ပြောဆိုပြီးအမျိုးမျိုးသောတဘာဝလုံးတစီကဝေး နတ်တေဝါတွေကိုဖန်တီးကြတယ်။တချို့လောက်သူကဓာနိသမားတယောက်ပုံစံမျိုးဖြစ်နေထိုင်ပြီးရန်သူကလွညောက်ကြီးအင်အားစုတွေနဲ့အဆက်အသွယ်ရှိတယ်လို့မသိစေရ။ဒီဟာကထင်သလောက်မခက်လာပါ။ဒီလိုလူမျိုးတွေစစ်ပွဲကာလမှာတွေ့ကြုံကြရတာပါ။လုပ်ငန်းရှင်တွေအသက်မွေးဝမ်းကြောင်းပညာရှင်တွေနဲ့ဘုန်းတော်ကြီးတွေတောင်ပါဝင်ကူညီပြီးအချိန်မီတန်ဖိုးရှိတဲ့သတင်းချက်လက်တွေပို့ပေးနိုင်ခဲ့တယ်။ကြောက်ကြစစ်မှာအရေးကြီးတဲ့အခြေခံချက်တွေနဲ့တခုကတော့ ောက်ကြားတပုံလေးထံရောက်လာတဲ့တည်င်းအချက်လက်တွေနဲ့ရန်သူရတဲ့တည်င်းချက်လက်တွေတိတိတသားကြွားချတာပဲဖြစ်ပါတယ်။ရန်သူစစ်တပ်ဟာသူတို့ကိုလုံးဝမလိုလားတဲ့ဒေသမှာဆင်ရတာမို့လက်သမားတွေစီကဘာမှမကြားရပဲရင်ငုံနှုတ်ပိတ်အတန်တိတ်နေတယ်။တပုံတွေမှာတော့အိမ်တိုင်းမှာကိုမိတ်ဆွေဆွေမျိုးတွေတောင်ရှိကြပါတယ်။စက်သွေးရေးအဖွဲ့ကနေတည်င်းတွေကိုကြောက်ကြတဲ့ဖွဲ့ဘူဌာနချုပ်သို့မဟုတ်ဒေသတနေရာအတွင်းရှိကြောက်ကြတဲ့ဖွဲ့ထံရောက်ရှိအောင်ဆက်သွယ်ပြပို့ရမယ်။ တကြားတွေကိုဒေသကတီသူတွေကအဆက်မပြတ်အတက်တရောထောက်ခံလာပြီးလက်သမားတွေကိုတိုင်လူတို့တော်လှန်ရေးတဲ့ပါဝင်လာတဲ့အခါဒီလိုဒေသမျိုးတက်ကိုရန်သူထုတ်ဖောက်တိုက်ခိုက်လာခဲ့ရင်ကြီးလေးတဲ့ပြဿနာနဲ့ကြုံရတယ်။အများစုလက်သမားတွေဟာပြည်သူတက်မတော်ထောက်ကြားထွေနဲ့အတူလို့ရဆောင်းလိုက်ကြတဲ့အခါသူတို့မိသားစုတွေနဲ့အလုပ်တွေကိုထားပစ်ခကြရတယ်။တချို့ကတော့မိသားစုတစုလုံးတောက်ရှိပြီးတချို့ကတော့အဖြစ်ပြက်တွေကိုစောင့်ကြည့်နေကြတယ်။မိသားစုအချို့ကသူတို့အတွက် ခက်ခဲကျနေတဲ့အခါကစင်ကလေးဖြစ်ကလို့နေအခြေအနေတွေနဲ့ကြုံတွေ့ကြရတယ်။အဲ့ဒီမိသားစုတွေကိုအကူအညီအများဆုံးပေးတင်ပြီးမိမိနေထိုင်အသက်မွေးကွေရာနေရာနဲ့ဝေးလံနေ။မိမိနဲ့မကန့်ညီသေးတဲ့အယက်ဒီသားတို့ပြေးလွှာပုန်းတဲ့အတွက်ပေါ်ပေါက်လာနိုင်တဲ့အခက်ခဲတွေကိုကြိုတင်အသိပေးတင်နေ။အဲ့ဒီအယက်ဒီသားမှာအခက်ခဲတွေလည်းအစဉ်အမြဲလိုလိုကြုံတွေ့ကြရမှာဖြစ်ပါတယ်။ရန်သူကပြည်သူ့အပေါ်ဖိနှိပ်ညှဉ်းဆဲမှုတွေကတော့ပေါ်ပြလို့တောင်မရနိုင်တော့ပါ။ န်သူရဲ့လုံနေကြပြိနေရေးနီးလန်းတွေကတော့အစဉ်မြဲလို့လို့တူညီပေမဲ့ဒေသတစ်ခုရဲ့လူမှုရေးစီးပွားရေးနဲ့တမန်ရေးဆိုင်ရာထူးခြားတဲ့အခြေအနေတွေပေါ်မှာမူတည်ပြီးအ ਨੇ နဲ့အညာဆိုသလိုရာဇဝင်မြောက်တဲ့အဆက်မှုတွေကိုတွေ့ရတယ်။မိမိရဲ့မိသားစုအင်အားတွေကိုစုံခါပြီးယောက်ျားဒေသတွင်းကို ပြေးလာသူတယောက်အတွက်ဘလို့မှကြီးကြီးကျယ်ကျယ်တုံ့ပြန်မှုမျိုးမပေါ်ပေါက်တဲ့နေရာဒေသတွေလည်းရှိတယ်။တချို့နေရာတွေမှာအိုးအိမ်စီးစိမ်တွေတိမ်ယူတာမိရှို့ဖျက်ဆီးတာ ကျန်တဲ့မိသားစုဝင်တွေကိုတက်ပြစ်တဲ့အထိကျူးလွန်ကြတယ်။ဒါကြောင့်ညံသူကထိုးစစ်ဆင်လာနိုင်တဲ့နေရာဒေသတွေမှာရှိတယ်။အဲတမားတွေကိုလုံလောက်တဲ့ထင့်ကျက်နေရာချထားမှုနဲ့စုစည်းပြင်ဆင်မှုတွေစီစဉ်ရမှာဖြစ်တယ်။ဒါတွေကိုဒေသအတွင်းသို့မဟုတ်နိုင်ငံအတွင်းရှိပြည်သူတို့အလေးအထားကိုလိုက်ပြီးစီစဉ်ဆောင်ရွက်ရမယ်။ညံသူရဲ့ဆက်သွယ်လမ်းကြောင်းတွေကိုလုံးဝဖြစ်တော့ပြီးထို့ကဲ့သို့ဒေသအတွင်းမှာပြန်လည်မောင်းထုတ်နိုင်ဖို့အစီအစဉ်များကိုလုံဆောင်နိုင်ဖို့ ထူးလိုအပ်တယ်။မိမိယောက်ျားတစ်ဖွဲ့ငယ်တွေနဲ့ရိတ်ကာထောက်ပံ့မှုတွေကိုတိုက်ခိုက်ဖြစ်စေခြင်းနဲ့ရန်သူရိတ်ကာထောက်ပံ့ရေးအခက်အခဲတွေလူရင်အားတွေပိုတုံးလာရဖို့ဖြစ်စေနိုင်တယ်။ဒီတိုက်ပွဲတွေအလုံးမှာအလွန်အရေးကြီးတဲ့အချက်တစ်ချက်ကအရန်အင်အားတွေကိုမှန်ကန်စွာအသုံးချနိုင်ရေးပဲ။ယောက်ျားတက်အနေနဲ့မိမိရဲ့ထူးခြားချက်တွေအရာကိုအရန်အင်အားတွေကိုအားထားနိုင်ကြတယ်။ယောက်ျားတို့အစဉ်မြဲလိုနှိုက်ခတ်ကြတဲ့နေ့တိုင်းမှာ ရဲဘော်တဦးစီတန်းရဲ့အင်အားတွေကိုကုတ်ကဲထိ ंछ ုပ်ပြီးပစုံတစ်ခုအတွက်တာဝန်ပေးထားခြင်းဖြစ်တယ်။ဤတုတ်ပင်ဖြစ်စေခံမှန်းမရနိုင်တဲ့တိုးတက်ဖြစ်ထွန်းမှုတွေအတွက်တုံ့ပြန်ရင်ဆိုင်ဖို့အချို့သောနေရာတွေမှာအသင့်အနေထားအရန်တက်ဖွဲ့တွေကိုဖွဲ့ထားတဲ့နဲ့သူတို့ဟာဘလို့အခါမျိုးမှမစိုးရန်သူရဲ့တဉျံထိုးစစ်ကိုဟန်တားဖို့သို့မဟုတ်အခြေအနေတစ်ခုကိုထိမ့်သိမ်းဆောက်ချောက်ပေးဖို့ဖြစ်တယ်။ကြောက်ကြတက်ဖွဲ့အတွင်းမှာ အချိန်နဲ့အချိန်ခါတွေအခွင့်ပေးရင်ပေးသလောက်အစဉ်သင့်ဖြစ်နေဖို့လိုအပ်တယ်။အရေးပေါ်တက်စိတ်တစ်ခုဖွဲ့စည်းထားပြီးထိုတက်စိတ်ဟာအန္တရာယ်အကြီးမားဆုံးကိုရင်ဆိုင်ရန်ကြီးတက်တက်ခါရမှာဖြစ်တယ်။ရင်တက်ဖွဲ့အားအသေးကန်တက်ဖွဲ့သို့မဟုတ်အခြားအလားတူနာမည်တမျိုးမျိုးကိုမျက်ကော်ကတက်ဖွဲ့နာမည်ကပင်သူ့အလုပ်ကိုရင်ညွှန်းဖော်ပြနေတယ်။တိုက်ပွဲဆတော်မယ်လို့ဆုံးဖြတ်တော့နေရာတိုင်းမှာဤတက်ဖွဲ့ရှိနေစေရမှာဖြစ်တယ်။ရန်သူရှေ့ပြေးကင်းထောက်ကိုအလေးဝင်တိုက်တဲ့အခါနဲ့ အရေးကြီးတဲ့စကန်နီယာများကိုကာကွယ်ရန်တနည်းပြောရရင်ရန်သူကမိမိစစ်ကြောင်းနေရာများကြည်လန်းကြောင်းတည်တမ်းမှုကိုချုပ်ဖောက်ရန်ချင်းချောက်လာချင်းချောက်လာတဲ့အခါတိုင်းမှာတက်ရမှာဖြစ်တယ်။ဒီတပ်ဖွဲ့ကိုဗိုလန်တီးယားရဲဘော်များနဲ့သာဖွဲ့စည်းတင်တယ်။ဒီတပ်ဖွဲ့အတွင်းဝင်ရရသည်ကိုပင်မိမိဆွဆောင်မှုအတွက်ခန်းစားထိုက်တဲ့စုလက်အဖြစ်မှတ်ယူစေတင်တယ်။အချိန်ရလာတဲ့အမျှဒီတိကြောက်ကြစစ်ကြောင်းအတွက်မဆိုဤတက်စိတ်ကဂုံယူဝင်ကြွားလူကြိုက်ညားစရာတက်စိတ်ဖြစ်လာပြီ။ ီတက်ဆရဲ့ဇိတ်အမှတ်အသားဝတ်ဆင်ရသူယောက်ျားရဲဘွာကျန်သောတပ်ဖွဲ့ဝင်ရဲဘော်များရဲ့အားကျဂုဏ်ယူမှုနဲ့လေးစားမှုကိုခံရတယ်။